တက်ရဲ့မတရားဖန်ဆီးအကျဉ်းချခံထားရသူနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းရုပ်တံဖိုင်ပေါင်းတောင်းနဲ့ချီဆုဆောင်ပြီး Greenness စံချိန်တင်မဲ့လှူရှာမှုမှာပါဝင်ကြဖို့ဒေါန်ဆန်းစုကြည်ရဲ့တားငယ် King Aris နဲ့ Dolan အမှုပညာရှင်တွေ Dolan အင်အားစုတွေပူးပေါင်းပြီးဆော်ဩနေကြပါတယ်။ ။ဒါမဲ့ဇွန်လ19ရက်နေ့မှာကြာရောက်မဲ့ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်ဆုတောင်းပေးတဲ့ရုပ်တံဖိုင်ပေါင်း8000အထိစုဆောင်ပြီး Greenit စံချိန်ချိုးဖို့ကြိုးပမ်းနေကြတာဖြစ်ပါတယ်။2016ခုနှစ်တုန်းကအိန္ဒိယနိုင်ငံကဘာသာရေးကောင်းဆောင်တူဟာသူ့ရဲ့မွေးနေ့မှာဆုတောင်းစကားပြောထားတဲ့ဗီဒီယိုပေါင်း3200ကျော်အထိလက်ခံရရှိခဲ့ပြီးကမ္ဘာပေါ်မှာမွေးနေ့ဆုတောင်းဗီဒီယိုအများဆုံးရရှိသူအဖြစ် Greenit စံချိန်တင်ထားပါတယ် အဲ့ဒီ greenness စဉ္ကျင်ချိုးဖို့ဒေါန်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းစကားပြောထားတဲ့ရုပ်တံဖိုင်တွေကိုစုဆောင်းနေကြတာဖြစ်တယ်လို့ဒီလှုပ်ရှားမှုမှာပါဝင်နေသူတဦးကပြောပါတယ်ဗီဒီယိုပေါင်း7000လောက်လိုအပ်တယ်ဆိုတော့လက်ရှိမှာဟိုလူတဦးတယောက်ရဲ့မွေးနေ့အတွက်ကိုဗီဒီယို message ပို့ပြီးတော့စုတောင်းပေးထားတဲ့ကမ္ဘာ Guinness စဉ္ကျင်က3000 2200ခုရှိတယ်လို့သိတာပဲအဲ့ဒါကအိန္ဒိယကပေါ့နော်ဆိုတော့အဲ့ဒီဆိုင်ငင်ကိုကျွန်တော်တို့ကချိုးကြတာတကယ်တော့အဲ့ဒီဆိုင်ငင်ကိုချိုးဖို့အတွက်ကတော့ခုနကနံပါတ်ကိုကြော်ရင်တော့ရပြီဒါပေမဲ့ကျွန်တော်တို့ကဒီ8000လောက်များကျွန်တော်တို့ဟိုပေးဖို့နိုင်ခဲ့မယ်ဆိုရင်တော်တော်နဲ့နော်တော်ရုံတိုင်ရုံနဲ့ဒီဆိုင်ငင်ကိုလိုက်မချိုးနိုင်တဲ့ပမာဏဖြစ်သွားမယ်ဆိုလို့ယူချင်တယ်ပေါ့နော်အဲ့ဒါကတော့ပုံမှန်အောင်ဆုံးရည်ရထားတဲ့ ဲဒိင်္ဂနန်းပေါ့နော်အဲ့ဒါလေးကိုညီယူပြီးတော့လှုပ်ဆောင်နေတာပါမြန်မာနိုင်ငံကဘာတရာကဒေါန်ဆန်းစစ်ကြီးကိုချစ်ခင်သူတွေအနေနဲ့ဝင်းနစ်ဆူတောင်းပေးပို့မဲ့ဆိုရင်ကြာချိန်စက္ကန့်30ထက်မပိုတဲ့ရုပ်တံဖိုင်မှာ Happy Birthday ဆိုတဲ့ဝင်းနစ်ဆူတောင်းစကားနဲ့စတင်ပြီးဒေါန်ဆန်းစစ်ကြီးကိုကိုစားပြုတဲ့ဆုဆိုတဲ့စကားလုံးပါဝင်ရမယ်လို့လည်းတိုက်တွန်းထားပါဗျ။ ဇွန်လ23ရက်နေ့ထီတော်မွေးနေ့ဆုတောင်းရုတ်တံဖိုင်ပေါင်း2000ကျော်လက်ခံရရှိထားပြီးဖြစ်တယ်လို့ဒီလှုပ်ရှားမှုမှာဦးဆောင်နေတဲ့လူမှုကွန်ရက်တွေမှာကြေညာထားပါတယ်ဝင်းနေဆူတောင်းအစီအစဉ်မှာပါဝင်ထားသူမြေပြင်တော်လိုင်းရဲဘော်တူဦးကတော့ဖန်စီထိန်ထိန်ခံထားရတဲ့ဒေါန်ဆန်းစုကြည်အပါအဝင် အကျဉ်းထောင်အသီးသီးမှညင်ပန်းနှိမ့်ဆက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုကဘာကပို့ပြီးသတိထားမိဖို့ရွယ်ချက်နဲ့ဒီအစီအစဉ်မှာပါဝင်တာဖြစ်တယ်လို့ခုလိုပြောပြပါတယ်။ဒီကျွန်တော်တို့ရဲ့ခေါင်းဆောင်ပေါ့နော်။ဒါနိုင်ငံတော်အတိုင်းအမြန်ပုတ်ကိုဒေါက်တာစုကြည်ကိုအကျဉ်းချထားတယ်။ဒီအကျဉ်းချထားတော့ကြာဒီဟာကိုဒီ Greenet စနေတင်းနဲ့အဖြစ်ကပြက်ကဘာနေပို့ပြီးတော့မှဒီပူအာယုံစိုက်လာအောင်ပေါ့နော်။ပူအာယုံစိုက်လာအောင်ဒီလိုအာယုံစိုက်တာနဲ့အမြန် ကျမတို့ရဲ့ဒီအကျဉ်းောင်ထဲမှာမတရားဖန်ဆီးနှိပ်စက်ခံနေရတဲ့ပေါ့ဒီအာရမပြုကျင့်ခံနေရတဲ့မျိုးမျိုးသောကျမတို့ရဲ့ဒီဒါဟိုရဲပေါ့ရဲဘက်လို့ပြောလို့ရတာပေါ့နော်ဒီမတရားဖန်ဆီးနှိပ်စက်ခံနေရတဲ့ဒီအကျဉ်းသူအကျဉ်းသားတွေကိုကဘာနေပို့ပြီးတော့မှအာယုံဆိုင်လာအောင် ပို့ပြီးတတိထားမိအောင်လို့ပါဝင်တာပါအခုပြီးတော့ကျမတို့ရဲ့ခေါင်းဆောင်ကလည်းဒါကျမတို့ရဲ့နှလုံးသားထဲမှာရှိတယ်လေအမေနေကောင်းရဲ့လားကျမ်းမာရဲ့လား ဆိုတော့အဲ့ဒီချစ်ချင်းမြတ်တာကိုလေကျမတို့ရဲ့အတန်တွေကိုအကျေလောင်ဆုံးဒါကျမတို့တတ်နိုင်တယ်လို့အကျေလောင်ဆုံးထုတ်ထုတ်ပေါ်တာပေါ့ဒေါန်ဆန်းစုကြည်ရဲ့တားငယ်ခင်အရစ်ကလည်းမိခင်ဖြစ်သူအတွက်မွေးနေ့ဆုတောင်းရုပ်တံတစ်ခုစီလောက်ပေးပို့ခြင်းအပြင်ဒေါန်ဆန်းစုကြည်ကိုဘသူကားမှမေ့မထားဘူးဆိုတာပြသကြရအောင်လို့တိုက်တွန်းထားပါတယ်ဒီလိုရှာမှုမှာ ပါဝင်နေတဲ့ Close 2ကတော့သူစီတိုက်ရိုက်ပေးပို့လာတဲ့ရုပ်တံဖိုင်တွေထဲမှာ ပြည်တွင်းကမြန်မာပြည်သူတွေရဲ့ပါဝင်မှုကပိုပြီးများတယ်လို့ဆိုပါတယ်။လွန်ဆန်းစုကြည်နယ်ပတ်သက်တဲ့လှုပ်ရှားမှုတွေကိုစစ်ကောင်စီကရန်ရှာလေးရှိတာကြောင့်စီတင်သူတွေအနေနဲ့လည်းလုံခြုံရေးကိစ္စကိုအထူးအလေးထားကြောင်းပြောပါတယ်။အဲ့ဒီလုံခြုံရေးကိစ္စကိုတော့ကျွန်တော်တို့ဒီစီစဉ်နေပြီးအပိုင်းရတယ်အခုလေးထားပါတယ်အဲ့ဒီတော့ဒီရင်းကနေပြီးတော့ပါဝင်နေမယ်ပါဝင်မယ်ဆိုရင်မိမိရဲ့လုံခြုံရေးကိုစိုးရိမ်ရတယ်လို့ max တက်နိုင်ပါတယ် ပြီးတော့ဒီလူရဲ့မျက်နှာကိုပေါ့နော်အုတ်ထုံးနဲ့ क्वे ပြီးတော့အာလုံးဝပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုလည်း क्वे ပြီးတော့လည်းပို့နိုင်ပါတယ်သူရဲ့အဓိကဒီကင်းနဲ့ဆန်ကျင်ရဲ့လိုအပ်ချက်ကြတော့ဒီလူကိုယ်တိုင်ကနေပြီးတော့ဆူတောင်းပေးထားတဲ့ဒီ happy birthday ဆိုတဲ့ဆူတောင်းစကားရဲ့အမေစုကိုကိုစားပြုတဲ့စုဆိုတဲ့အမည်နာမရဲ့အဲ့ဟာကိုပြည်ပြည်သက်သက်ချင်းချင်းနဲ့ပြောပြီးတော့စက္ကန့်30ထဲမှာပို့စီရပါမယ်ဆူတောင်းစကား ပေးပို့ออกมาဖြစ်ပါတယ်အဲ့ပေးပို့လာတဲ့ဒီဗီဒီယိုတွေကိုလည်းကျွန်တော်တို့ဒီ public မှာဟာလုံးဝပေါ်ပြမှာမဟုတ်ပါဘူးပြီးတော့ဘလို့နင်းနေမှာလည်းအပြင်ကိုသွားသွားမသွားရအောင်လို့ကျွန်တော်တို့အထူးထိမ့်သိမ့်ပြီးပါပြောတယ်အထူးကကတော့ကျွန်တော်တို့ကသူတို့ရဲ့လိုအပ်ချက်နဲ့အညီကျွန်တော်တို့ကစီရင်ပေးလိုက်တာပဲဖြစ်ပြီးတော့ဒီအပြင်မှာဒီ public ကိုဖြစ်စေတခြားမတက်ဆိုင်တော့သူတွေကိုဖြစ်စေ အဲရောက်ရှိစီမှာမဟုတ်တဲ့အတွက်ကြောင့်လုံညုံကြီးအပိုင်းကိုတော့ကျွန်တော်တို့ကလည်းအထူးကြီးဖို့ပြုပါတယ်။အဲဒီအပြင်ကမှတို့အနေနဲ့ခုနကလုံညုံလုံညုံကြီးကိုစိုးရင်ဝင်ရှိတောင်းကြမှုရှိတာကိုကျွန်တော်တို့အပြည့်အဝနားလည်ပါတယ်။အဲဒီတော့ max step ဖြစ်စီခုနကကျွန်တော်ပြောသလိုပဲအထုပ်နဲ့꿰ပြီးဖြစ်စီအဲလိုမျိုးဟိုဆူတောင်းပြီးလို့လည်းရပါတယ်ဆရာ။မကြခင်အသက်80ပြည့်တော့မဲ့ဒေါန်ဆန်းစုကြည်ဟာ 2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကလေးကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရပြီးပုံမှန်မျိုးစုံတက်ပြီးထောင်နှစ်ရှည်ချမှတ်ခံထားရပါတယ်ခင်ဗျာအားလုံးကိုစမ်းသပ်ကြပါစို့ဆက်လို့ဆက်မဲ့အကြမ်းပါစေတောင်းပြတယ်နောက်ကရှေ့ရလို့မဆိုရင်နောက်ပါ